မက်စလာ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အရာပြင်းငလင်ဟာဧပြီ17ရက်နေ့ထီဆိုရင်14ရက်မြောက်နေ့ရသက်တပတ်နှစ်ပတ်တိတိရှိလာပြီဖြစ်ပါတယ်။ဒီကနေ့ဧပြီ17ရက်နေ့မှာရရှိထားတဲ့ငလင်သတင်းတွေအကြောင်းသိရဖို့သတင်းရယူတင်ဆက်နေတဲ့ DBB သတင်းတောက်ဆက်တစ်ကိုတိုက်ရိုက်ဆက်သွယ်မေးမြန်းသွားမှာဖြစ်ပါတယ်။မင်္ဂလာပါဆက်သရေဒီကနေ့ဧပြီ17ရက်နေ့အထိရရှိထားတဲ့ငလင်ကြောက်ထိခိုက်သေးဆုံးဒဏ်ရာရသူစီးရင်တွေကိုအရင်ဆုံးပြောပြပေးပါရှင်။ဟုတ်ကဲ့ပါ ဒီကနေ့ဧပြီလ17ရက်နေ့ဒီမြန်မာစံတော်ချိန်ညနေ9:00နာရီအထိကျွန်တော်ဒီ DVB data တင်ကနေကောက်ယူထားတဲ့စင်းနေရဆိုရင်ငလင်ချောင်းအသေဆုံးသူကစုစုပေါင်း4335ရောက်ထိခိုက်ဒဏ်ရာရရှိသူက8830နဲ့ပျောက်ဆုံးနေသူ145ရောက်နဲ့ကယ်ဆယ်ရရှိသူက653ရောက်ရှိရလို့သိရပါတယ်။ဒါကတော့ကျွန်တော်ဒီ DVB ကနေလလန်းမီတလောက်ကောက်ယူထားတဲ့ကန်ကင်းန်းတွေသာဖြစ်ပြီးတော့မြေပြင်နယ်လဲကွဲလွဲမှုရှိနေပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါနိုင်ငံတကာကူညီကယ်ဆယ်ရေးအဖွဲ့တွေနဲ့ထောက်ပံ့ပေးနေတဲ့အခြေအနေကရောဘယ်လိုရှိပါသလဲ ဟုတ်ကဲ့ဒီနိုင်ငံတကာအကူအညီသတင်းတွေနဲ့ပြောရမယ်ဆိုရင်တော့အခုဒီမြန်မာငလင်ဘေးတဲ့နေရာတွေကိုပေါ့နော်တရုတ်နိုင်ငံကနေယွမ်1ဘီလီယံအမေရိကန်ဒေါ်လာအဖြစ်ဆိုရင်တော့ဒေါ်လာ138တန်းကိုလူသားချင်းစာနာမှုအရေးပေါ်ပံ့ပိုးမှုတွေပြုလုပ်သွားမယ်လို့တရုတ်တန်ယုံကနေထုတ်ပြန်ထားရပေါ့နော်ဒီထုတ်ပြန်ကြရဆိုရင်တော့ဒီမြန်မာနိုင်ငံမှာရှိတဲ့ဒီအရေးပေါ်လိုအပ်နေတဲ့အဲစာနာရေးခါတွေစေဝါနဲ့အသင့်သုံးအိမ်တွေကိုပံ့ပိုးပေးသွားမယ်လို့သိရတယ်ပေါ့နော်နောက်တစ်ခုကကျတော့ဒီမြန်မာနိုင်ငံမှာရှိတဲ့ငလင်ဘေးတဲ့ပြည်သူတွေအတွက်ကို3 3လင်္ကာနိုင်ငံအစိုးရကနေအမေရိကန်ဒေါ်လာတစ်တန်းလူ န်းလိုက်တယ်ဆိုတော့အဲသတင်းမှာဒါလည်းစစ်ကောင်စီရဲ့နိုင်ငံရေးဌာနကနေထုတ်ပြန်ထားပြီးတော့ဒီသတင်းရဆိုရင်တော့တိရီလင်္ကာတန်ယုံကဒီမြန်မာနိုင်ငံတဘာဝဘေးရန်ရဲ့စီမံခန့်ခွဲမှုရမုံငွေကိုလွှဲပြောင်းပေးသွားမယ်လို့လည်းထုတ်ပြန်ကြရတည်ရတယ်ပေါ့နော်အဲဒီနိုင်ငံတကာကွန်ရက်နဲ့ပတ်သက်လို့ကတော့စစ်ကောင်စီကဒီငလင်ဘေးအတွက်ကိုဟိုပြည်ပနိုင်ငံတွေစီကနေပေါ့နော်ဒေါ်လာ တန်းဆယ်ချီရရှိထားပေမဲ့ဒီငလင်ဘေးတဲ့ပြည်သူတွေအတွက်ကိုတေဆုံးသူတွေကိုတိုးဖို့ကြက်ဆက်သိန်းသာထောက်ပံ့ပေးသွားမယ်လို့ပြောဆိုထားတဲ့အတွက်ဒီအလူငွေတွေကပြည်သူတွေစီကိုထိထိရရရောက်ပါမလားဆိုပြီးတော့မေးခွန်းထောက်တာလည်းရှိရပါတော့။အဲဒီတော့ကြောင့်မလို့ခုဒီတန်ကိုရီးယားနိုင်ငံနေနဲ့ဆိုရင်မြန်မာနိုင်ငံအတွက်ဒီလူသားချင်းစာနာအထောက်ပံ့တွေပေးတဲ့နေရာမှာစစ်ကောင်စီကိုထားရပေးရမှာမဟုတ်ဘူးလို့လည်းဒီဧပြီလ10ရက်နေ့ကကိုရီးယားလွှတ်တော်မှာပြောဆိုခဲ့တာလည်းရှိရပါတော့။ဟုတ်ကဲ့ပါတခြားငလင်နဲ့ပတ်သက်တဲ့ထူးခြားတဲ့သတင်းတွေရှင်လည်းပြောပြပေးပါဦးရှင်။ ဟုတ်ကဲ့ဒီကနေ့ထူးခြားတဲ့သတင်းလေးကိုပြောရမယ်ဆိုရင်တော့ပထမဆုံးအနေနဲ့ကတော့ဒီအဲဘန်ကောက်မှာပြိုကျခဲ့တဲ့အထက်30မြေအဆောက်မှာအာဖြစ်ခဲ့တဲ့သတင်းတစ်ပုဒ်ပေါ့နော်အဲအဲ့ဒီအဆောက်မှာဆိုခုဒီကဲဆဲလောက်နေတာ14ရက်လောက်ရှိနေပြီ14ရက်လောက်အတွင်းမှာမှဒီနေ့မနက်ပိုင်းမှာဆိုရင်ဒီဖုန်း ်ပိတ်မိနေတဲ့အလုသမား80ကျော်တည်းကမှဖုန်းမီနဲ့အချက်ပြနေတာကိုဟိုကယ်ဆယ်သမားတွေကရှာဖွေတွေ့ရှိခဲ့တယ်ပေါ့နော်အဲဒါကြောင့်မလို့အခုလက်ရှိအချိန်ထိကိုဆက်ရန်နေရာတွေတုံးပြီးတော့သူတို့တွေအဆက်မပြတ်အဲတူဖော့ရှာဖွေနေရပေါ့နော်ဒါကတော့ဝမ်းသာစရာသတင်းတစ်ခုပေါ့နော်နောက်ထပ်ပြည်တွင်းသတင်းအနေနဲ့ပြောရမယ်ဆိုရင်တော့ကျွန်တော်ဒီအဲဒီကနေ့မှဆိုရင်မြန်မာနိုင်ငံအလဲပိုင်းမန္တလေးတိုင်းနဲ့ပဲခူးတိုင်းမှာဟိုမြင်းကလေးနေလောက်ခတ်သွားတယ်ပေါ့နော်ဒီကနေ့တနေ့တွေမှာမြင်းကလေးက၅ချိန်လောက်လောက်ခတ်သွားတာရှိတယ်ဒီမန္တလေးတိုင်းတာစီမလိုင်မိထီလာဝမ်းတွင်းတောင်ကိုစားတဲ့နေရာတွေမှာတိတိတသားခန်းစား ားခဲ့ရတယ်ပေါ့နော်ဒါကတော့ဒီကျွန်တော်တို့ပြောမယ်ဆိုရင်အင်အား9.5ခုနှစ်အဲ register scale ရှိတဲ့ငလင်းလောက်ခတ်ပြီးရနာမှာနောက်ဆက်တွဲငလင်းငယ်တွေကိုဟိုစတိုက်လောက်ခတ်နေတာကိုခန်းစားရဖြစ်တယ်ပေါ့နော်အဲနောက်ပြီးနောက်တစ်ခုသတင်းကားကျတော့ဒီစကိုင်းမြို့မှာဆိုရင်လည်းဒီငလင်းထံချောက်ပျောက်ချပြက်စီခဲ့တဲ့နေအိမ်တွေအဆောက်အုံတွေကိုဖယ်ရှားပေးဖို့အတွက်ဆက်ရန်ရအခက်ခဲတွေလိုအပ်နေပြီးတော့အကူအညီတွေလည်းကြန့်ကြာနေရလို့ဒီလူမှုကွန်ရက်အသင်းစီကနေသိရတယ်ပေါ့နော်ဟုတ်ကဲ့ပါဆိုသေးရေးခုလို့ပြောပြပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် ငလင်နဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းချက်လက်တွေနဲ့ငလင်ဖြစ်စဉ်တွေကို DBB Wine တို့အသားတွေကစဉ်ဆက်မပြတ်တင်ဆက်ပေးနေတာပဲဖြစ်ပါတယ်။